တက္ကသိုလ်များပြန်ဖွင့်မီကျွန်တော်နေရင်မာတို့မဟာဝိဇာအတန်းကိုရန်ကုန်တက္ကသိုလ်သို့ပြောင်းတက်ခွင့်လျှောက်ဒီမှာရတော့လေကျွန်တော်အလုပ်ရန်ကုန်သို့ပြောင်းလျှောက်ဒီမှာမရပါခွင့်ရမြကြော်လွန်၍ခွင့်မဲ့ပြက်ကွက်ခြင်းအတွက်ထုချေလွာအတောင်းခံရပါသည်ကျွန်တော်မှာအပြည့်ရှိပါသည်ခိုင်လုံသောအကြောင်းပြချက်လည်းမရှိလိန်ညာ၏ဖြည့်ရှင်ခြင်းလည်းမပြုခြင်းတော့ပါကျွန်တော်ထွက်စာတင်၍အလုပ်ထွက်လိုက်သည်အမေနှင့်တကွ မယေးဖြူဂုံယူသောတက္ကသိုလ်ဆရာကျွန်တော်မျိုးမှအပေါင်းအသင်းမိတ်ဆွေများချီးကျူးအားကြသောတက္ကသိုလ်ဆရာဘဝကိုကျွန်တော်ဆုံးလွတ်လိုက်ရပြီ။ဘာလို့စားရမှန်းမသိသေး။တခုတော့တော်ပါသေးသည်။ကျွန်တော်ထံသို့မိသူမျှလိုက်မလား။ကျွန်တော်မိသားစု၏ဝမ်းနည်းပူဆွေးကြပုံကိုကျွန်တော်မကြားရမသိရအတွင်းနှင်သာမှန်းစားပြီးစိတ်မကောင်းဖြစ်ရသည်။ကျွန်တော်တစ်ဖက်မှကြောင်တရင် တစ်ဖက်မှာအလုရှာသည် ဤကာလကြားထဲမှာစားဝင်နေရေးအတွက်ရင်းမာ၏စိတ်နှက်စုကလေးကို ရောင်းလိုက်ရပြန်သည်ကျွန်တော်စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်ရ၏စိတ်ထဲမှာလည်းလိပ်ပြမလို့ငါဟာချမ်းသာတဲ့မိန်းကလေးကိုခိုးယူပောင်းသိမ်းပြီးသူ့ပစ္စည်းတွေကို တခုပြီးတခုရောင်းစားရသလိုဖြစ်နေပြီကိုအတွေ့နှင့်ကိုရှက်မိသည် ဒီလိုပဲပေါ့ကိုဆိုရဲ့ပစ္စည်းဆိုတာရှိတော့တစားမရှိတော့ဝမ်းစားတဲ့ ။နောက်ကိုစိုးအလို့ရတော့ပြန်ဝင်ကြတာပေါ့။မြင်းမာကကျွန်တော်စိတ်သက်သာအောင်အားပေးသည်။နောက်တော့ကျွန်တော်ဒုက္ခကိုသိ၍ရန်ကုန်တက္ကသိုလ်မြမသာဌာနမှဆရာဦးစောမြင့်ကသူ့မိတ်ဆွေတယောက်ဤစာပုံနှိပ်တိုင်မှာအလုပ်သွင်းပေးသည်။ထိုပုံနှိပ်သူကစာပုံနှိပ်ဆက်သားမကစာအုပ်ထုတ်ဝေရေးနှင့်ဖြန့်ချီရေးလုပ်ငန်းကိုပါလုပ်သောကြောင့်အလုပ်တာဝန်များပြားသည်။အစာပိုင်းတော့လခ၄၀၀သာပေးသည်။ ရင်းမှနှင်းကျွန်တော်ချိုးချံစွာသုံးမှနေလောက်စားလောက်ယုံသားရှိသည်။၃ခန်းလုပ်ပြီးတော့ကျွန်တော်ကသူ့အတွက်ညစွာအထောက်အကူရ၍တစ်လ600အထိတိုးပေးပါသည်။ရင်းမှကတော့ကိုဝင်ရင်းမှလာ၍ကြောင်းလည်းမတက်နိုင်တော့ပါ။ရန်ကုန်ရောက်ပြီး၈လအကြာမှတားကလေးကိုမွေးပါသည်။ဥဝင်တော်ကညကြာမှမွေးဖွားလာတော့တားကလေးကို ချမ်းမြေ့စေခြင်းရှာတော့ကြောင့်ရင်းမှကသူ့တားကလေးကိုမောင်ချမ်းမြေ့ဟုအမည်မဲ့သည်။ ျွန်တော်မောင်ချမ်းမြေကိုခြေတိုင်းပွေတိုင်းကျွန်တော်သားကြီးမောင်ပြုံးကိုတရိယာသည်။အော်မောင်ပြုံးဖခင်ခြေတိုင်းပြုံးတဲ့မောင်ပြုံးခုတော့ဖခင်ရင်ခွင်နဲ့ဝေးနေရှာပြီ။သားကြီးမောင်ပြုံးတယောက်ပြုံးနိုင်ရှာသေးရဲ့လား။ရင်းနှင်ဝေးသောပန်းကြာနှင့်နွမ်းနယ်နေရှာမိသားကြီးကိုမြင်ရောက်၍ကျွန်တော်ယောက်ျားတံမဲ့မျက်ရည်ဝဲရပြီ။သမီးလေးပပဖြူကိုလည်းမကြာခဏတရိယာနေမိသည်။ မိသူမြတင်မေးသည်မဟုတ်ဘဲအဖေကိုပါဟုခေါ်သည်နောက်တော့ပါပါဟုပြောင်းခေါ်သည်သုံးနှစ်သမီးရှိသည်ပင်ဖေဖေဟုခေါ်၍ပြင်ပေး၍မယားကျွန်တော်ကတော့သမီးကြိုက်သလိုခေါ်သည်ကိုပင်ပိုပြီးသဘောကျမိသည်သမီးကလှသလောက်မျက်နှာထားတီလွန်၍သူ့အမေကြီးကျွန်တော်အမေကအင်းငါအမေကတော့အေးရုပ်ကလည်းလှတက်ကတူဆရာရဲ့သမီးလည်းဖြစ်ဆိုတော့မျက်နှာထားကိုတင်းနေတာပဲ တင်းတာတင်းငါမည်ဘသူမှအရင်ဆိုင်ဆရာမလိုဘူးဟုပြောခဲ့သည်။အော်အဖေပြစ်ခဲ့တဲ့ကျွန်တော်သမီးလေးမျက်နှာထားတင်းနိုင်ရှာပါအောင်မီလား။ตาအတွက်ဝဲသောမျက်ရည်သည်သမီးအတွက်နှင့်ပေါင်းဆက်သောအခါကျွန်တော်မျက်လုံးအိမ်မှာပြေရှမ်းခဲ့ရပြီ။အငယ်လေးမှလည်းအဖေမှန်းတည်နေပြီ။အဖေရင်ွယ်မှာ အကိုအမတို့နှင့်လူဝင်တက်နေပြီ။အခုတော့လူဝင်စရာအဖေရင်ွယ်နှင့်ပွေးခဲ့ပြီ။ သားတို့ကိုတွေ့မိရမှသားတို့အမေမအေးဖြူကိုပါသတိရသည်။အော်မအေးဖြူရဲ့ကျွန်တော်နှင့်သားသမီးများချစ်ကြည်စဲနေလျင်စော်ကစားနေလျင်မအေးဖြူပေးမှကြည့်ပြီးကြည်နူးမဆုံးရှိတတ်သည်။သားသမီးများကိုညာလွန်သောမိခင်လင်းကိုအထွတ်တင်ခြင်းလွန်သောမိန်းမစားစရာရှိလျင် ကျွန်တော်နှင့်သားသမီးများကိုသာဦးစားပေးတတ်သည်။သူကနောက်ဆုံးမှစားသည်။တခါတရံမှာတော့ ကျွန်တော်နှင့်သားကြီးမောင်ပြုံးကသူ့ကိုဦးစားပေးပြီးအတင်းအကျပ်ကြွေးသည်။သူမစားရင်ကျွန်တော်တို့လည်းမစားတော့ဟုအကြက်ကန်ရသည်။စိတ်ဆိုးပြီးအစားအသောက်များကိုလွှင့်ပြင်းမိဟန်နဲ့ချိန်ချောက်ရသည်။သူစားသည့်အခါတွင်ကျွန်တော်တို့ဝိုင်းကြည့်ပြီးလက်ခုပ်တီးကြသည်။မိသားစုတစ်ခုလုံးဝမ်းသာကြည်နူးရသည်။မဲအေးဖြူသည်ကျွန်တော်ကိုမြစ်တာအကျဉ်းနှင့်ပျော်ရွှင်ချမ်းမြေမှုများပေးခဲ့သည်။ လှုပ်ကြွေးပြုစုယုံမကတက္ကသိုလ်ပညာများကိုလည်းသင်ပေးခဲ့သည်ကျွန်တော်အပေါ်မှာစိတ်ရှိသည်ဒီခံသည်အကောင်းမြင်လွန်းသည်ကျွန်တော်အတွက်ဆိုရင်အနစ်နာခံဖို့အစင်သည်သူ့မှာအပြစ်ဆိုစရာမြေတပုံမြင်မရှိရှာထိုမြကောင်းသောမိမကိုစိတ်ဆင်းရဲအောင်ကျွန်တော်ပြုခဲ့ပြီယေရှုရှင်ကိုကြည်စွတ်တော့ကျွန်တော်သူမြတ်တာကိုယူ သူ့လောက်စားကိုစားသူ့ထောက်ပံ့မှုနဲ့ပညာသည် အထွတ်တင်ပြီးသည်နှင့်ဉာဏ်ဖြတ်သူကကျွန်တော်ဉာဏ်ဖြတ်သူရှိမအေးဖြူမြည်မြခံစားရမည်နီသူရင်ထဲမှာမီးတောင်လေးပောက်ကွဲနေရောမြည်သူမျက်လုံးများမှာမျက်ရည်တမန်များကြိုးရောမြည်လင်မဲ့သည့်မယားနှင့်ဖခင်မဲ့သော သားသမီးများစိတ်အားငယ်ရှာကြလိမ့်မည်ဝမ်းနဲ့ကြည်ခွဲကြလိမ့်မည်ငိုတန်းရှိုက်တန်းများကကျွန်တော်ကိုအစင်ချင်းချောင်းနေကြသည် မအေးဖြစ်နေကလေးများကို တွေးမိတိုင်းရင်းမှမတီအောင်ကျွန်တော်တိတ်တိတ်ကလေးကြိတ်ပြီးဆွေးရသည်တို့မြားခဲလာပြီရင်းမှနှင်းကျွန်တော်ဤအိမ်ောင်ရင်းမှအတိတ်အိမ်မဲများဝမ်းနဲ့ကြေကွဲဆရာများဤလွှမ်းမိုးရိုက်ခတ်မှုကြောင့်ကျိန်စာမိထားသလိုဖြစ်နေသည် ပြောစရာကြည်နူးစရာထက်ဝမ်းနဲ့ကြေကွဲရသည်တို့ကများလွန်လှသည်မောင်ချမ်းမြေလေးသုံးလာသားရွယ်ရှိလာပြီရေတက်ပြုံတက်ပြီး ကျွန်တော်ကကြောင်းတစ်ဖက်ပုံနှိပ်ဆက်တစ်ဖက်နဲ့မနှက်ဆောဆောအိမ်မှထွက်ပြီးမိုးချုံမှအိမ်ပြန်ရောက်သည်မိဘလက်ထက်ကချင်းမွေးမိမလောင်လက်မွေးမိမလောင်နေခဲ့ရတော့ရင်းမှမှခလေးတယောက်နဲ့ကုညီမြင့်သူလည်းမရှိချေရပြုတ်ရရှော်ရဖွေရခလေးပါဟီရလောက်ရနဲ့ပင်မန်းလှသည်စနေတနင်္ဂနွေကြောင်းပိတ်ရက်အလုံနာရဲ့ကြမှာမိသားစုဆုံဆုံညီညီနဲ့ပျော်ပျော်ရွှင်ရွှင်နေရသည်တနင်္ဂနွေတရက်တွင် ရင်းမှနှင်းကျွန်တော်သားလေးကိုရေချိုးပေးနေကြသည်သားလေးကရေလောင်းပေးလိုက်တိုင်းခုံပေါက်မြူကျနေ၍ရင်းမှနှင်းကျွန်တော်ရေမောပျော်ရွှင်ရသည်ထိုအချိန်တွင်ရင်းမ၏အကိုဝမ်းဝဲဖြစ်သူဒုတိယအချိန်ရောက်လာပြန်သည်ဟဲကိုကိုနိုင်မြင်းချံကလာလာလားခဏထိုင်ဦးနော်ရင်မာကခလေးရေချိုးနေရင်မှလမ်းပြောလိုက်သည်ကိုကိုနိုင်ဆိုသူ၏မျက်နှာကခက်တင်းတင်းငါမထိုင်နိုင်ဘူးရင်မာ နင်ကဒီမှာရဲနေပြောနေဟိုမှာနင့်အမေဆုံးပြီဟင်မေမေဆုံးပြီရင်းမှာတုံလောက်စွာခန်းစားရလွန်၍ထင်ပါ၏ရေချိုးနေသောသားကိုစုပ်ကိုင်းထားသောလက်တစ်ဖက်ပင်လွထွက်သွားသည်ကျွန်တော်ရေတောင်းပေးနေရင်မှသားကိုလှမ်းထိန်လိုက်ရသည်ဟုတ်တယ်ဒေါ်လေးဆုံးပြီနင်စိတ်နဲ့ပဲဆုံးတာကိုကိုနိုင်၏လေတန်းကမာသည်မေမေရဲ့အဖြစ်ဆိုးလိုက်တာ တမိမိုက်ကြောင့်မိမိသေးရပြီ။ရင်းမှာဝမ်းနဲ့ပူဆွေးစာငိုကြွေးရှာသည်။တားငယ်ကဘာမှမသိ။မြူးတူးစွာ ခုံပေါက်နေ၍ကျွန်တော်မနေထိန်ထားရသည်။မိမိရဲ့တမိမိုက်ကိုပြစ်သွားပြီလားမိမိရဲ့။တားကိုကျွန်တော်လက်မှာထားခဲ့ပြီးရင်းမှာဝမ်းပန်းတနေငိုရှာ၍အိမ်ထဲသို့ဝင်သွားပါသည်။ကျွန်တော်ကတားကိုတပတ်နှင်ထွေးပွေ၍အိမ်ထဲသို့ခေါ်ခဲ့သည်။ ဦးလေးသိန်းကနင်တို့သားမိကိုတွားခေါ်ဆိုလို့ငါလာခေါ်တာအခုပြင်ဆင်ပြီးတခါလေးလိုက်ခဲ့ကြလိုက်ပါမယ်ကိုကိုနိုင်ရဲ့ကိုဆိုးလုပ်လေတားကိုခྱི་သွားဖို့အဝေစားတခါလေးလဲပြီနော်ကိုဆိုးလည်းအဝေစားလဲလေမြင်းမာကငိုကြွေးရင်းနဲ့လန်ခྱི་နိုင်လုံးမီထင်သောပစ္စည်းများကိုယူငင်ပြင်ဆင်နေသည်မြင်းမာငါတခုတော့ပြောမယ်နော်ဒါလဲဦးလေးသိန်းမှာလိုက်လို့ပြောရတာဦးလေးသိန်းကနင်နဲ့ကလေးပေးလာရမယ်တဲ့ နင့်ယောက်ျားကိုမခေါ်ခဲ့ရဘူးတဲ့။အိုးရင်းမှာဝမ်းနဲ့ပူဆွေးသည့်ကြားမှာပင် ကျွန်တော်ကို အာနာနေသည်။ကျွန်တော်တယောက်တည်းထားခဲ့ရမည်ကိုလည်းစိတ်မကောင်းဖြစ်ဟန်တူပါသည်။ရပါတယ်ရင်းမမင်းတို့သားမိသားလိုက်သွားပါ ကို့အတွက်စိတ်ချပါ။ရင်မန်တို့သားမိအတွက် လူမီထင်သည်များကို ကျွန်တော်ပြင်ဆင်ထည့်ပေးသည်။သားလေးကတော့ဘာမှမသိရှာကျွန်တော်အင်ဂျီလဲဝတ်ပေးနေစဉ်ခုံကားပေါက်ခါနဲ့ပျော်နေရှာသည်။ အားလုံးပြင်ဆင်ပြီးကြတော့ရင်းမာမျက်ရည်ဆက်လက်နဲ့ကျွန်တော်ကိုနှုတ်ဆက်သည်ကိုစိုးရင်းမာတို့သွားမယ်နော်အမြန်ဆုံးပြန်လာခဲ့မယ်နော်ရင်းမာတွတ်တွတ်ပျော်ရှာသည်ကျွန်တော်ကောင်းငိမ့်ပြသည်မယားနှင်သားကိုဘူတာထီလိုက်ဖို့ချင်တော်လဲတဝမ်းဝဲရောက်ဖာဤတင်းမာလွန်သောမျက်နှာကြောင့်ကျွန်တော်အိမ်ပေါဝအထီသာလိုက်ရသည်သူတို့လေးဘိငါပြီးသွားကြသည်မယားနှင့်သားကိုငေးမောကြည့်ရင်ကျွန်တော်ကြံခဲ့ရပါ၏ ရင်မာတို့တာမီသွားသည့်နေ့မှစ၍အထီးကျန်ဘဝ၏ဝေဒနာကိုကျွန်တော်ခံစားရပါသည်။အမြန်ဆုံးပြန်လာခဲ့မည်ဟုရင်မာပြောခဲ့တော်လဲတလပြေးသွားပြီ။တယောက်တည်းဆိုတော့အမျိုးမျိုးတွေးနေမိသည်။တတဦးမှကြံနေခဲ့ကြသောမင်းအဖြစ်နှင့်တာသမီများကိုတရိယာလျင်လွမ်းလွမ်းဆွေဆွေခံစားရသည်။ရင်မာနှင့်တားငယ်လေးကိုလည်းတရိယာသည်။လွမ်းဆွတန်တာစွာမျောနေမိသည်။ သူ့အဖေကများပြန်ခွင့်မပြုတော့လို့လားရင်းမှစိတ်ပြောင်းသွားပြီလားလုံးဝပြန်မလာတော့ဘူးလားတက်ပြင်းချပြီးစိုးရိမ်မောနဲ့တော့ကဖြစ်ရသည်အိုးငါကြောင့်မဲအီဖြူနဲ့ကလေးတွေလည်းဒုက္ခဖြစ်ခဲ့ကြပြီ။မဲအီဖြူဘလောက်ဝမ်းနဲ့ကြည်ခွေနေရှာမလဲ။ရင်းမာရဲ့ဘဝလည်းအလှပြက်ပြီ။သူ့မိဘတွေလည်းအသက်ကြီးမှအဆက်တကွဲအကျိုးနဲ့ဒုက္ခဖြစ်ကြရပြီ။ စဉ်းစားလေကျွန်တော်ကိုကျွန်တော်မတည်နဲ့ဆက်ဆုပ်ယွံ့မုန်းဖို့ကောင်းနေငါငါကြောင့်သူတို့ဒုက္ခဖြစ်ရပြီခြောက်ခဲ့ရသည့်တပြင်းတွေကအကျဉ်းချင်းကျွန်တော်ယခင်ကအရက်ကိုလုံးဝမတောက်တတ်ပါယင်းမာတို့သားအမိပြန်သွားပြီးမှတယောက်တည်းအတွေးခရက်တွေကြမှစိတ်ဆင်းရဲလွန်၍ဝေဒနာများတက်တာလို့တက်တာညာအရက်ကိုစားတောက်မိသည်ကျောင်းဆင်းနေအလုတ်တိုက်တို့သွားသည်အလုံမှပြန်နေတယောက်တည်း တွေးရဆွေးရမိကိုကြောက်၍အရက်တောက်သည်ကျွန်တော်မူးခြင်းသည်မူးပြီးအားလုံးကိုမေ့သွားခြင်းသည်ယနေ့လည်းတနင်္ဂနွေနေ့ကျောင်းပရက်အလုတ်ပရက်ဖြစ်သည်အိမ်မှာကျွန်တော်တယောက်တည်းစိတ်ညစ်၍အလုတ်တိုက်သို့သွားသည်ညနေပြန်လာတော့လမ်းထိပ်မှဆိုင်တွင်ဝင်ပြီး BETC ဒပလင်မိစရာအသားခင်နှင့်ညစာအတွက်ခောက်ဆွဲကြောတထုပ်ဝဲခဲ့သည်အိမ်ရောက်သည်နှင့်ကျွန်တော်တယောက်တည်း ကျမ်းပြင်ပေါ်မှာစပွဲဝိုင်းလေးခင်းပြီးအရက်တောက်ရန်ပြင်ဆင်သည်မြ мян တောက်မြ мян မူပြီးမြ мян အိပ်ပြောသွားလျင်မြ мян တတချင်းသည်အရက်နှစ်ခွက်တောက်ပြီးသောအခါမဲရင်ဖြူနှင့်သားသမီးများ၏ဓာတ်ပုံကိုကြည့်ချင်လာသည်ရင်းမာရှိနေစဉ်ရင်းမာကကြည်ခွင်ပြူတော်လဲသူစိတ်မကောင်းဖြစ်မိဆို၍ကျွန်တော်မကြည့်ခဲ့ပါရင်းမာမရှိမှလွတ်လွတ်လပ်လပ်အာပါတရာကြည်ရသည် ။အော်အချစ်ဦးသူမအေးဖြူရဲ့။ကို့ဘာသာတွေးရင်မအေးဖြူကိုတိတ်တရေရခြင်းနှင့်အတူတနာမိသည်။ကျွန်တော်တစ်တာထဲမှာတိမ့်ထားသောမိသားစုတပ်ပုံစာအုပ်ကလေးကိုတင်ပြီးတပုံချင်းကြည့်သည်။ပထမပုံမှာကျွန်တော်ဘွဲယူစဉ်ကမအေးဖြူနှင့်အတူရိုက်ထားသောနှစ်ယောက်တွဲပုံ။ဘွဲလက်မှတ်ကမအေးဖြူရင်ခွေမှာသူအနစ်နာခံ၍တက္ကသိုလ်ပညာသင်ပေးခဲ့သောကြောင့် သူရထိုက်သောပွဲလက်မှတ်သူမျက်နှာလေးကပြုံးနေသည်ကျွန်တော်ကိုကြည်နေသောမတ်အေးဖြူကျွန်တော်ဆွဲမှတ်ခဲ့ရသောမျက်လုံးလှလှကြီးတွေယခုအခါမှာဤမျက်လုံးများသည် မျက်ရည်ဖြင့်အခါမလက်ဖုံးလွှမ်းနေလေပြီလားကျွန်တော်ယင်ထဲမှာစုံနှင်လာသည့်အတွက်အရက်တစ်ခွက်ကိုအမြန်ငှဲ့ပြီးမော်တောက်လိုက်သည်နောက်တစ်ပုံမှာမိသားစုတစ်ပုံအငယ်လေးကိုမဲအေးဖြူကချီထားသည် ာကြီးနှင့်သမီးကကျွန်တော်ဘေးမှာရဲ၍ကျွန်တော်လက်တစ်ဖက်စီကိုဆုပ်ကိုင်းထားကြသည်။ဩစူစူစီစီနှင့်ချစ်ခင်ခဲ့ကြသောမိသားစုလေခုတော့ကျွန်တော်နှင်ဝေးခဲ့ကြပြီ။ကျွန်တော်မျက်လုံးမှာမျက်ရည်များရစ်တိုင်းလာကြသည်။ကျွန်တော်ဆက်ကြည့်မနေနိုင်တော့၍ရှေ့ဆက်လန်လိုက်ရသည်။တာကြီးမောင်ပြုံးတယောက်ထဲထိုင်နေသောပုံမောင်ပြုံးဆိုသည့်အတိုင်းသားမျက်နာကပြုံးနေသည်။ ပါကြီးတွေကမူးမူဖောင်းဖောင်းနဲ့မွေးချင်စရာကျွန်တော်တိတ်ချစ်ရ၍ကျွန်တော်ကိုလည်းတိတ်ချစ်တော်သားကြီးပါမူးမူကြီးများကိုအချိန်ချင်းမှု၍မဝခဲ့တော်သားကြီးကျွန်တော်ပါပေါ်သို့ပုံနှွေးသောမျက်ရည်များစီကြလာသည်ကျွန်တော်အရင်တစ်ခွက်ကိုအမြန်ခဲ့ပြီးမော့ပြလိုက်ရသည်သားကြီးရဲ့ဖေဖေကိုခွင့်လွတ်ပါကွာဖေဖေအသေးတွေလည်းကွဲကုန်ပါပြီဖေဖေလူမိုက်ကြီးဖေဖေရဲ့သမားကြီးဖြစ်တော်မယ်ကွာ ။ဒါကြီးပုံကိုကြည့်၍ကျွန်တော်အတန်ထွက်ပြီးတောင်းမှန်နေမိပါသည်။ကိုဆိုးနိုင်ကိုဆိုးနိုင်ရှိလား။အိမ်ရှိမှခေါ်တန်ကြရသည်။ကိုဆိုးနိုင်တကားဖွင့်မအောင်ကျွန်တော်ဇော်မြင့်ပါ။မြမသာဌာနမှဆရာဦးဇော်မြင့်အတန်။ဗျာကျွန်တော်တကားဖွင့်လိုက်သည်။မမျော်လင့်သောလူများကိုမြင်လိုက်ရ၍မယုံနိုင်တော့အောင်အံ့ဩသွားမိသည်။ ဆရာဦးစောမြင့်နောက်မှာတရတ်ဦးမအဲ့တဲ့နှစ်ယောက်တယောက်ကကျွန်တော်ညီထွန်းထွန်းနောက်တယောက်ကကျွန်တော်မိတ်ဆွေကြီးမြင့်လှဲသမားကိုတောင်းမြင့်ခရီးဆောင်အိတ်ကိုစီလွယ်လျက်သူတို့မျက်နာများကညှို့ညှို့ငယ်ငယ်ဆရာဦးစောမြင့်ကစပွဲပေါ်မှာအရက်ပလင်းကိုတလှဲ့ကျွန်တော်ကိုတလှဲ့ကြည့်ပြီးအံ့ဩနေသည်သူအတွက်လဲအံ့ဩစရာမြင်ကွင်းဖြစ်နေဟန်တူသည်ကိုစိုးနိုင် သူတို့မြန်မာသားဌာနကိုရောက်လာကြပြီးခမည်းကိုစုံစမ်းကြတယ်။ရုံပေးရဆိုတော့ခမည်းတည်တဲ့အတိုင်းပဲဘယ်သူမှမရှိကြဘူးလေ။ကျွန်တော်ကအေးအေးဆေးဆေးစာရေးချင်တာနဲ့ဌာနရောက်နေလို့သူတို့နဲ့တွေ့ပြီးအခုအိမ်လိုက်ပို့တာ။ဟုတ်ကဲ့ဆရာ၊ကျေးဇူးပါပဲ။ကဲအထဲလာကြ။ထွန်းထွန်းနဲ့ကိုတောင်းမြင့်အိတ်တွေဟိုခွေတဲ့မောင်မတင်လိုက်ကြ။လာကြထိုင်ကြ။ဆရာလည်းထိုင်ပါဦးဆရာ။ကျွန်တော်ကအရက်နည်းနည်းဝင်ထား၍အာသွက်နေသည် ထွန်းထွန်းနဲ့ကိုတောင်မြင့်ကတော့ကျွန်တော်ဟူကြည့်ပြီးမယုံနိုင်ခြင်းများနှင့်အတူစိတ်မကောင်းဖြစ်နေကြဟန်တူသည်ကြည်ပုံတွေကကြောင်စီစီကျွန်တော်ပြန်မယ်ကိုစိုးနိုင်မထိုင်တော့ဘူးဆရာဦးစောမြင့်ကမတ်တက်မှပဲနှုတ်ဆက်သည်ဟာမဟုတ်ပါဘူးဆရာခဏလေးဖြစ်ဖြစ်ထိုင်မအောင်နည်းနည်းလှုပ်သွားပါဆရာတော်ပြီဗျာမလှုပ်ဘူးကျွန်တော်ဖြတ်ထားတာကြပြီအပြန်မှာသမီးကိုဝင်ကြိုးစရာလည်းရှိသေးလို့ပါဆရာကပါလား ပါတယ်အပြင်မှာရက်ထားတယ်သွားမယ်နော်ဟုတ်ကဲ့ဆရာကျေးဇူးများကြီးတင်ပါတယ်ဆရာဆရာဦးစုံမြင့်ထွက်သွားရေးကျွန်တော်တကားပြန်ပိတ်ထားလိုက်သည်ကဲကိုတောင်းမြင့်ကြီးခမားနဲ့ထွန်းထွန်းရောက်လာတာအတော်ပဲကျွန်တော်တယောက်တည်းပြင်းနေတာအေးအေးဆေးဆေးစားရင်တောက်ရင်စကားပြောကြတာပေါ့ဗျာမင်းမိမရောမောင်စိုးကိုတောင်းမြင့်ကအိမ်ထဲကိုစူးစမ်းတယ်လို့ကြည်ပြီးမေးသည် ျွန်တော်မိမနဲ့ကလေးမြင်းချံကိုပြန်သွားကြတယ်ဗျ။အော်ကလေးတော်ရနေပြီကိုကိုတောင်းမြင်ပြောပုံကတရားတန်ဝေလေးတမ်းမျိုးသူတို့အလဲသွားကြတာလားအကိုထွန်းထွန်းဤစူးစမ်းတော့အမေအလဲမဟုတ်ပါဘူးကွာရင်းမာရဲ့အမေဆုံးလို့လာခေါ်ရနဲ့ပြန်လိုက်သွားကြတာအိုးဟုတ်လားကိုတောင်းမြင့်စိတ်မကောင်းဖြစ်သွားဟန်တူသည်ဟုတ်တယ်ဗျတလားရှိပြီ ခုတော့ပြန်မလာကြသေးဘူးနေကြအောင်ဗျအရက်ကမလောက်မငါဖြစ်နေလိမ့်မယ်ကျွန်တော်ထပ်ဝယ်ခိုင်းလိုက်မယ်ခမရတို့ထမင်းလဲစားရမှာမဟုတ်သေးဘူးမဝယ်ပါနဲ့မောင်စိုးရငါတို့တော်ပါပြီမဟုတ်တာဗျခဏနေဦးကျွန်တော်ကတဖက်အိမ်မှာမောင်တိုးကိုလမ်းခေါ်ပြီးအရက်တစ်ပိုင်းနဲ့ခေါဆွဲကြောင်းနှစ်ထုပ်ဥဝယ်ခိုင်းသည်ဖန်ခွက်နှလုံးကိုကျွန်တော်ကိုယ်တိုင်စေကြပြီးသူတို့အတွက်အရက်ထည့်ပေးသည် ကိုတောင်မြင်ကတော့ကျွန်တော်လုံးသမျှကိုကြည့်ပြီးအတော်ပင်စိတ်မချမ်းမသာဖြစ်နေဟန်တူသည်မောင်စိုးမင်းဒီလောက်ထိပျက်စီးသွားလိမ့်မယ်လို့ငါလုံးဝမထင်ခဲ့ဘူးကွာကိုတောင်မြင်အပြစ်တင်ခြင်းနဲ့စလိုက်ပါသည်ကျွန်တော်မတုံ့လှုပ်ပါကိုပြုခဲ့သည့်အမှုကိုတည်ပါသည်အပြစ်တင်သမျှဝေဖန်ရှုတ်ချသမျှခံရန်အသင့်ပြင်ထားပြီးဖြစ်သည်အရက်သုံးခွက်ဝင်ထားသည်ကလည်းခန်းနိုင်စွမ်းကိုအထောက်အကူပြုနေသည် ထွန်းထွန်းကတော့ဇပွဲပေါ်မှာတွေ့ရသောဓာတ်ပုံအယ်ဘမ်နဲ့မှသားကြီးမောင်ပြုံးဤပုံကိုငေးကြည့်နေသည်မင်းတိတ်မိုက်တယ်မောင်ဆိုငါစိတ်မကောင်းဘူးကွာခုတောင်းမြင့်ခေါင်းကိုခါရန်နေသည်ဟုတ်ပါတယ်ဗျာကျွန်တော်တိတ်မိုက်ပါတယ်ကျွန်တော်ဟာအလကားကောင်ကြိုက်တယ်လို့ပြောဗျာကျွန်တော်ခံမရစေခုတောင်းမြင့်ကတော့ခေါင်းကိုသာခါရန်နေသည်သူ့မျက်လုံးများတွင်မျက်ရည်များရေဝဲနေသည်ကို ကျွန်တော်မြင်ရပါသည်ကျွန်တော်ကတော့အရက်တစ်ခွက်ကိုယူပြီးတဝက်လောက်ကုံအောင်မော့ပြစ်လိုက်ပြီးဘာမှမပြောဘဲငြိမ်နေသောထွန်းထွန်းကိုလမ်းကြည့်လိုက်သည်ကဲထွန်းထွန်းမင်းတို့ဘာပြောစရာရှိလို့လိုက်လာကြတာလဲပြောလေထွန်းထွန်းကကျွန်တော်ကိုလမ်းကြည့်သည်သူ့အကြည့်မှာတင်းမာသည်ဟုကျွန်တော်ထင်သည်ပြောမှာပေါ့အကိုရာပြောပါမယ်ဒါပေမဲ့ကျွန်တော်အယံမူးအောင်တောက်လိုက်အောင်မယ်ထွန်းထွန်းစကားကြောင့် ကျွန်တော်နည်းနည်းလန့်သွားသည်ထွန်းထွန်းကဘာမှမပြောသေးပဲသူ့ရှိမှရက်ခွက်ကိုကောက်မော်လိုက်သည်ထွန်းထွန်းမှာတောတဘာဝအလျောက်ထရေတောက်ဖူးတီကိုကျွန်တော်သိပါ၏ယခုအရက်တောက်နေပုံကထရေတောက်တလူဖြစ်နေသည်တစ်ခွက်လုံးကုံအောင်ဇက်တိုင်းမော်ချနေသည်ကိုတောင်းမြင့်ကလည်းထွန်းထွန်းနေသူပဲသူ့ရှိမှခွက်ကိုယူ၍ကုံသည်အထိမော့ပစ်လိုက်သည်သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ အရက်ပြိုင်တော့တည်နေတူနေ၍ကျွန်တော်ပြုံးချင်မိသည်တော်တော်မပြုံးဝင်ပါသူတို့ပုံပန်းအမူအရာများကိုကြည့်၍ကျွန်တော်ယင်ထဲမှာစိုးရွံနေမိသည်ထုံထုံကအသားခင်တစ်ဖက်ကိုကောက်ယူပြီးစာနေသည်ကိုတော်မြင့်ကပလင်းကိုယူ၍ထုံထုံခွက်ထဲသို့ထက်ထည့်ပေးသည်သူ့ဖန်ခွက်ထဲကိုလည်းထက်ထည့်သည်စကားတန်တည့်၍စိတ်ငြိမ်နေသည်ကကျွန်တော်အတွက်ခံရခက်သည် ြောပြကိုတောင်မြင့်ဘာပြောစရာရှိလဲကိုတောင်မြင့်ကဘာမှမပြောထွန်းထွန်းကိုလှမ်းကြည့်သည်ထွန်းထွန်းပြောလိုက်ပြီဆိုတော့တဘောထွန်းထွန်းကနောက်ထပ်တစ်ခွက်ထပ်တောင်းနေပြန်သည်ဟဲ့ကောင်ဒါထမ်းရည်မဟုတ်ဘူးကွာအရက်ကွာအဲ့ဒီလိုတောက်လို့ဘယ်ခံနိုင်မှမလဲရပါတယ်အကိုရခံနိုင်ပါတယ်ထွန်းထွန်းကိုကြည့်ပြီးကျွန်တော်မကြည်နဲ့ဖြစ်မိသည်ထိုအချိန်မှာပင် ကျွန်တော်နောက်ထပ်အဝဲခိုင်းလိုက်တော့အရက်တစ်ပိုင်းနဲ့ခေါက်ဆွဲကြော်နှစ်ထုပ်ရောက်လာသည်ကျွန်တော်ကခေါက်ဆွဲကြော်တစ်ထုပ်ကို အမီးလုံရန်ဖြည်လိုက်သည်အသားတစ်ဖက်ကိုကောက်ဝါလိုက်ပြီးကျွန်တော်လက်ထဲမှာလက်ကျန်ကိုမော်ချလိုက်သည်ကဲကိုတောင်းမြင့်ပြောစမ်းပါဗျာမအေးဖြူနေကောင်းရဲ့လားကျွန်တော်ကစိုးရိမ်စိတ်နဲ့မေးလိုက်သည်ကိုတောင်းမြင့်ကဘာမှမပြောဘဲသူ့ခွက်ကိုယူ၍တောင်းနေသည်ကျွန်တော်ပို၍စိုးရိမ်မိသည် သူတို့ပြောမိစကားကိုကြားလဲကြားချင်လာပြီကြားလဲမကြားဝန်မဲ့အေးဖြူနေကောင်းရဲ့လားမဲ့အေးဖြူနေသားသမီးများကျွန်တော်ကြောင့်မိများဒုက္ခရောက်နေကြပြီလေဘာတွေဖြစ်ကုန်ကြပြီလဲကျွန်တော်မကြားရတော့လဲကြားရတော့မီကဲထွန်းထွန်းပြောတော့ကွာထွန်းထွန်းကကျွန်တော်ကိုရီဝေစွာလှမ်းကြည့်နေသည်သူ့ပါပြင်ပေါ်မှာမျက်ရည်များစီးကြလာသည် အကိုအကိုသားကြီးမောင်ပြုံးမရှိတော့ဘူးဘာကွာကျွန်တော်ကောင်းကိုမိုးချိုးရှစ်စိတ်ခွင်းတယ်လို့ခံလိုက်ရသည်ကျွန်တော်လုံးဝမတွေးမိမမျှော်လင့်မိတော့အဆိုးဆုံးကို ကြားလိုက်ရ၍မိမိကိုယ်ကိုဘယ်လိုစောက်တည်ရမှန်းမသိအောင် ဖြစ်နေသည်ကျွန်တော်ကိုတောင်းမြင်ကိုလမ်းကြည့်လိုက်သည် ကိုတောင်းမြင်ကစီးကြလာသောမျက်ရည်များကိုလက်ဖမိုးဖြင့်တုတ်ပြနေသည် ဟုတ်တယ်မောင်ဆိုမောင်ပြုံးဆုံးသွားရှာပြီကိုတောင်းမြင့်ငိုနေပါပြီဟမ်ကျုပ်သားမရှိတော့ဘူးမောင်ပြုံးဆုံးပြီဟလာကျုပ်သားကိုဘယ်တော့မှမတွေ့ရတော့ဘူးလားခမည်းတော်ဘာဖြစ်လို့အခုမှကျုပ်ကိုလာပြောရတာလဲကျွန်တော်အရက်ဖန်ခွက်ကိုစပွဲပေါ်မှာကင်ပေါက်ခွဲလိုက်သည်အရက်များဖိတ်စင်ပြီးသားချင်းမောင်ပြုံးဤတပ်ပုံကိုပေးချန်ကုန်သည်မောင်ဆိုမင်းတတိထားပါကွာ ကိုတောင်မင်းကကျွန်တော်ကိုတရီပေးပြီးမောင်ပြုံးတပုံပေါ်မှအရက်များကိုသူ့လယ်ပင်မှတပတ်ဖြင့်တုံပြင်းရင်မျက်ရည်များစီကြနေသည်ကျွန်တော်ကိုကြည်နေသောထွန်းထွန်း၏မျက်နှာကတော့တင်းမာလှသည်ဒီမှာအကို ခမည်းခုမှကျွန်တော်တို့ကိုအော်ဟစ်နေစရာမလိုပါဘူးဒါရီအားလုံးဟာခမည်းကြောင့်ဖြစ်ရတာမောင်ပြုံးသေးရတာခမည်းကြောင့်ဗျတော်စန်းထွန်းထွန်းကျွန်တော်ငောက်လိုက်သည် မတော်နိုင်ဘူးဗျ ကျွန်တော်ရင်ထဲမှာရှိတာတွေအကုန်လုံးပြောပြီးမှကိုတော်မယ်။မောင်ပြုံဆုံးရတဲ့အတွက်မိတ်အေးဖြူရင်ခွဲပြီးဗျ။ကိုတောင်းမြင့်တို့ကျွန်တော်တို့အပါဝင်အားလုံးအသေးခွဲကုန်ကြပြီဗျ။အဲ့ဒါခမားကြောင့်ဗျခမားကြောင့်။ကျွန်တော်ထွန်းထွန်းကိုလှမ်းကြည့်လိုက်သည်။ကျွန်တော်ကိုပြန်ဆိုင်ကြည့်နေသောထွန်းထွန်း၏မျက်လုံးများမှာမိထွက်မတက်ဖြစ်နေသည်။ကျွန်တော်ကိုတော်တော်မုန်းနေဟန်တူပါသည်။ထွန်းထွန်းကျွန်တော်ကိုမြည်သည့်အခါမှပြန်မပြောခဲ့ဘူးပါ။ အခုမြင်နေရသောထွန်းတော်မှာရခင်ထွန်းထွန်းမဟုတ်ကျွန်တော်ကထရရုံမကတပ်ပစ်လင်လဲတေးရန်အသင့်ဆိုသောရင်ဆိုင်မှုမျိုးဖြင့်ကိုတောင်းမြင့်ကညီကိုချင်းရန်ဖြစ်မည်ဆို၍ထင်မ၏ကျွန်တော်လက်မောင်းကိုဆွဲထားလိုက်သည်သူတို့အသေးတွေကွဲကြည့်သလိုကျွန်တော်အသေးတွေလည်းကွဲကြည့်ကုန်ပါပြီကျွန်တော်တကူလုံးမှာအင်းအားများဆုပ်ယုပ်သွားသလိုခံစားရသည်ကျွန်တော်ကိုတောင်းမြင့်ကိုလှမ်းကြည့်လိုက်သည် ကျွန်တော်ကိုဆွဲထားစရာမလိုပါဘူးကိုတောင်းမြင်ရကျွန်တော်အရက်တွေအများကြီးတောက်ထားပြီးမဲ့မမူးနိုင်တော့ပါဘူးဗျာကျွန်တော်ညီပြောတာကိုလည်းကျွန်တော်စိတ်မဆိုးပါဘူးသူပြောတင်ပါတယ်ဗျာပြောပါစီကျွန်တော်ထွန်းထွန်းကိုလမ်းကြည့်လိုက်သည်ဒီမဲ့ထွန်းထွန်းမင်းငါကိုကြိုက်တယ်လို့ပြောနိုင်တယ်ငါကအကိုဆိုပေမဲ့မှားနေတဲ့ကောင်အတုံးမကြတဲ့ကောင်အိုကွာမင်းငါကိုကြိုက်တယ်လို့လုပ်နိုင်တယ်အခုတော့ ငါသားလေးဘလို့ဖြစ်တယ်ဆိုတာငါ့ကိုပြောပြပါကွာကျွန်တော်ဘာပေါ်တွင်ပူလောင်သောမျက်ရည်များကအစိတာမရှိစီစဉ်နေကြသည်တက္ကသိုလ်ဆရာတဦးဖြစ်ခဲ့ဘူးသောအကိုသည်ဆယ်တန်းပင်မအောင်သေးသောညီငယ်၏ရှေ့မှခေါင်းငုံနေရပြီထွန်းထွန်းကကိုတောင်းမြင့်ကိုလမ်းကြည့်လိုက်သည်ကလေးကကိုတောင်းမြင့်ရင်ခွင်ထဲမှဆုံးသွားတာပါကိုတောင်းမြင့်ပြောပြလိုက်ပါဗျာ ထွန်းထွန်းပါပေါ်မှာလည်းမျက်ရည်များစည်းကြလျက်အေးငါပြောပါမယ်ကွာကိုတောင်မင်းကအရက်ပလင်းဘေးမှာခြားထားသည့်မခွက်ထဲမှရေတကြိုက်ကိုခမျက်မျက်မော့တောက်လိုက်သည်ကျွန်တော်ကိုတောင်မင်းကိုငေးကြည့်နေမိသည်อืมမင်းစာမေးဝဲပြီလို့ပြန်လာမယ်ဆိုတဲ့နေ့ကဘူတာမှာငါတို့မြင်းတဲ့နဲ့ကြိုတာကစပြောမှ ပြေဆုံးမှာကွာ 别吧，啊别送那表吧。